မောရှိရဲ့အမှုတွေကိုယေရှုခရစ်ရဲ့အမှုတော်တွေရဲ့ပုံမမာအရေးအဖြစ်ရှုမြင်နိုင်ပါတယ်။မောရှိရဲ့အမှုတွေထဲမှာပတ်သက်ခါစောင့်တဲ့မြင်ကွင်းကိုကြည့်ကြရအောင်။အေဂုတုပြည်ဟာဘာကိုကိုစားပြုပါတလဲ။ဒုစရိုက်တွေနဲ့ဆုံးထင်းနေတဲ့လောကကိုဆိုလိုပါတယ်။ခါနန်ပြည်ကောဘာကိုကိုစားပြုပါတလဲ။ထာဝရကောင်းကင်နိုင်ငံကိုကိုစားပြုပါတယ်။ဒါကြောင့်အပြစ်ကြုံခံခဲ့တဲ့ဣတိယီလာလူမျိုးတွေကို နိုးနဲ့ပြားရီစီးစင်းတဲ့ခါနန်ပြည်ကိုခေါ်ဆောင်ခဲ့တဲ့မောရှိရဲ့လုပ်ရဟာဒီအဖြစ်ကဘာကနေလွမြောက်ပြီးတော့ထာဝရကောင်းကင်အထိကျွန်တော်တို့ရဲ့ခရီးကိုပြတ်တနေပါတယ်တင်တို့ဤသားမီးတို့ကဤဝတ်ကိုပြု၍အဘဲတို့ဆိုလိုသည်နည်းဟုမေးမြန်းကြလျင် ထာဝရဘုရားသည်အေဂုတ်တုလူတို့ကိုတန်ခတ်၍ငါတို့အိမ်များကို ချမ်းသာပေးတော်မူသောအခါအေဂုတ်တုပြည်၌ဧတရီလအမျိုးသားတို့၏အိမ်များကိုလွန်သွားတော်မူသောထာဝရဘုရား၏ပတ္တခာရေးဖြစ်တည်းတပည့်တော်တို့သည်စီရင်တော်မူသည့်အတိုင်းပြု၍ပတ္တခာပွဲကိုပြင်ဆင်ကြ၏ခွက်ကိုလည်းယူ၍ဂျေဇုတော်ကိုချီးမွမ်းပြီးမှ သူတို့အားပေးတော်မူ၍တင်းတို့ရှိသမျှသည်တောက်ကြလောဤခွက်ကပရိညင်တရားတင်းနှင့်ဆိုင်၍လူများတို့၏အပြစ်ကိုလွတ်စေခြင်းကသုံးသောငါ၏အသွေးဖြစ်၏ အပြစ်ခွင့်လွတ်ခြင်းဆိုတာဟာအပြစ်ကနေလွတ်မြောက်ခြင်းကိုဆိုလိုပါတယ်။မောရှိဟာဖျားသခင်ခွင့်ပြုပေးတဲ့ပတ္တခါပွဲအဖြစ်ဣတိယီလာလူမျိုးတွေကိုအပြစ်ရှိတဲ့အေဂုတ်တုပြည်ကနေလွတ်မြောက်စေခဲ့ပါတယ်။ဒီလိုပါပဲယေရှုခရစ်ဟာပတ္တခါပွဲအဖြစ်အပြစ်ရဲ့ကျုံဖြစ်တဲ့ကျွန်တော်တို့ကိုလွတ်မြောက်စေပြီးအတည့်ရဲ့ပြည့်ညတ်တော်တွေကိုပို့ဆောင်ပေးခဲ့ပါတယ် ဒီရာဟာကျိုတင်ဟောစကားရဲ့ဆက်ဆက်မှုနဲ့ပြည့်စုံခြင်းကတဆင့်ပြီးမြောက်ခဲ့တာကိုကျွန်တော်တို့နားလည်နိုင်ပါတယ်